အားလုံးပဲမင်္ဂလာပါဆံမြန်းကားမောင်းတင်တိုင်းကနေပြီးပြန်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကတော့ပိုတိုကားကိုခုမှဆံမောင်းတင်တဲ့မိတ်ဆွေတွေပိုတိုကားမှာပါတဲ့ဂီယာနံပါတ်တွေကဘယ်လိုမျိုးချိန်မှာဘယ်ဂီယာသုံးပြရမလဲခြေထောက်နေထားရောဘယ်လိုမျိုးထားရမလဲကားကိုဒီနဲ့မောင်းနေရင်လည်း 2L ချိန်ရောဘယ်လိုမျိုးချိန်ရမလဲဆိုတော့ကိုဒီဗီဒီယိုလေးကနေပြီးတော့ပြတ်ကပ်ပေးသားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့အော်တိုကားမှာဆိုရင်ဂီယာကားလိုမျိုးဟို ခြေနေတဲ့ဟာသုံးခုမပါတော့ဘောနော်ကျွန်တော်တို့အော်တိုကားမှာဆိုရင်ဘလိတ်နဲ့လေဘာနဲ့နှစ်ခုပဲပါတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ခြေတော့ဘယ်လိုမျိုးသုံးပြရမလဲဆိုတော့ကျွန်တော်ဒီလိုမျိုးနှစ်ဖက်လုံးဝလုံးဝလုံးဝသုံးလုံးမရပါဘူးဘာကြောင့်ဒီလိုမျိုးနှစ်ဖက်သုံးလုံးမရတယ်လဲဆိုရင်တစ်ခုခုရေးရေးအကြုံလာတဲ့ချိန်မှာဆိုရင်ကျွန်တော်တို့မှားနေကြတာဖြစ်ပါတယ်ပုံမှန်မှန်းနေတဲ့ချိန်မှာဆိုရင်ဘာမှမဖြစ်ပါဘူးနောက်ထပ်တစ်မျိုးကကျွန်တော်တို့ဒီလိုမျိုးခြေတော့ကိုကြွပြီးမနေရပါဘူးခြေတော့ကိုကြွပြီးနေမယ်ဆိုရင် ပုံမှန်မှန်းတဲ့အချိန်မှာဆိုရင်ဘာမှမဖြစ်ပါဘူးကျွန်တော်တို့တခုခုအရေးကြုံလာတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကြွားလိုက်တဲ့အဖြစ်အတွက်ကျွန်တော်တို့ blade နဲ့ lever နဲ့ကိုမှားနှင်းတက်တာဖြစ်ပါတယ်ဒါကြောင့်ဘလို့နင်းရမလဲဆိုတော့ကျွန်တော်တို့ခြေပနှောက်ကိုဒီ blade နဲ့တန်းနဲ့ထားရမှာဖြစ်ပါတယ်ဒီလိုမျိုးမှုတ်ဘူးပေါ့နော်အဲဒီ blade နဲ့ကိုယ့်ရဲ့ခြေပနှောက်နဲ့တန်းနဲ့ထားပြီးတော့ဒီလိုမျိုးခြေပနှောက်ကိုကြမ်းပြင်ပေါ်မှာထောက်ပြီးတော့ကိုလိုရင်လိုသလိုဒီလိုမျိုးကစားပွဲရမှာဖြစ်ပါတယ် ဒါမှကျွန်တော်တို့ခြေတော်ညံဆန်မှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးကြွပြီးနေမယ်ဆိုရင်မှားနေတတ်တာဖြစ်ပါတယ်ဒီလိုမျိုးနှစ်ဖက်လည်းလုံးဝလုံးဝသုံးလို့မရပါဘူးခင်ဗျာကျွန်တော်တို့အော်တိုကားတွေမှာပါတဲ့ gear တွေကတော့တော်တော်များများကားတွေမှာပါတာကတော့ PRND အတူအလဲအဲ့ဒါတွေကတော့ပါများတာဖြစ်ပါတယ်တချို့ကားတွေမှာတော့ S ပါတာဖြစ်ပါတယ်ခင်ဗျာပြီးတော့ပေါင်းလေပေါင်းလက္ခဏာလေးနှုတ်လက္ခဏာလေးပါတာဖြစ်ပါတယ်အခုတော့ဒီကားမှာပါတဲ့ဟာလေးပဲကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် ပြီးဆိုတာကတော့ကျွန်တော်တို့ပါကင်ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကားကိုလုံးဝရက်လုံးဝမသုံးတော့ဘူးကားကိုရက်ထားခိုက်တော့မှဆိုရင်ကျွန်တော်တို့ပြီးမှထိုးပြီးတော့ထားခဲ့ရမှာဖြစ်ပါတယ်ပြီးမှထိုးပြီးတော့ကျွန်တော်တို့ဟန်ပလေးကိုဆက်ခက်ပေးရမှာဖြစ်ပါတယ်ခင်ဗျပြီးကတော့ကျွန်တော်တို့ကားလေးပင်းလုံးရက်ပြီးမှပြီးကိုထိုးရမှာဖြစ်ပါတယ်လိမ့်ပင်းလုံးမရက်ပဲမရက်သေးပဲနဲ့ပြီးကိုထိုးမှဆိုရင်ဂီယာဘောထဲမှာရှိတဲ့အဲ့ဒီပြီးဆိုတဲ့လော့ပင်လေးကပြည့်စည်သွားပြီးတော့ဂီယာဘောကိုပြည့်စည်နေတာဖြစ်ပါတယ်ခင်ဗျ လေးဘင်းလုံးရက်ပြီးမှပီကိုထိုးရမှာဖြစ်ပါတယ်အာအာဆိုတာက reverse နောက်ထိုးတာဖြစ်ပါတယ်ခင်ဗျကားကိုနောက်ဆိုးတဲ့အချိန်မှာပုံပြတာဖြစ်ပါတယ်အာကိုလည်းဒီတိုင်းပါပဲကားလေးဘင်းလုံးရက်ပြီးမှအာကိုထိုးရမှာဖြစ်ပါတယ်လေးဘင်းလုံးမရပဲနဲ့အာကိုထိုးမိမယ်ဆိုရင်ဂီယာဘက်ထဲမှာပါတဲ့ပီနီယာတွေကတစ်ခုနဲ့တစ်ခုဟိုထိပြီးတော့ဘောနော်ထိပြီးတော့ဘောနော်ကျွန်တော်ကျိုးသွားနေတာဖြစ်ပါတယ်ဒါဆိုရင်ဂီယာဘက်ကိုမလိုလားအပ်ပဲနဲ့ပြက်စီးနေတာဖြစ်ပါတယ်ခင်ဗျအင်းအင်းဆိုတာကျွန်တော်တို့ gear free ဖြစ်ပါတယ် auto gear ကားမှာဆိုရင်ကျွန်တော်တို့ဘယ် gear မှာဝင်မနေဝင်မနေတာကိုပြောတာဖြစ်ပါတယ်ဘယ်လိုမျိုးချိန်မှာသုံးပြုလဲဆိုရင်ကားပြဲလို့သုံးတာတို့ပြီးတော့ parking လေးရက်တဲ့ချိန်မှာကားထည့်ပြီးရက်တဲ့ချိန်မှာကျွန်တော်တို့အင်မှာထားပြီးတော့ထားပေးရမှာဖြစ်ပါတယ်ခဏဒီဒီဆိုတာ drive ဖြစ်ပါတယ်ကျွန်တော်တို့ကားကိုရှေ့တက်တဲ့မောင်းတဲ့ချိန်မှာသုံးပြုတာဖြစ်ပါတယ်ကျွန်တော်တို့ကားစထွက်ရင် ဒီနဲ့လည်းထွက်လို့ရတယ်လို့2နဲ့လည်းထွက်လို့ရတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကိုကားမှာပစ္စည်းတွေပါလေပါနေတယ်ဆိုရင်တော့နံပါတ်2နဲ့ထွက်ပါတကယ်လို့ကိုကားမှာပစ္စည်းတွေပါလေမပါဘူးကိုတယောက်တည်းပဲဆိုရင်တော့ကျွန်တော်တို့ဒီနဲ့ထွက်လို့ရတာဖြစ်ပါတယ်ခင်ဗျာ2 2 L 2နဲ့ L ရဘယ်ချိန်မှာသုံးပြုတယ်လဲဆိုရင်ကျွန်တော်တို့ဂုံတဲအမြင့်လေးဂုံဆင်းအမြင့်လေးမှာကျွန်တော်တို့သုံးပြုတာဖြစ်ပါတယ်2နဲ့ LN နဲ့ဘယ်သူကြီးလဲဆိုရင် LN ပိုကြီးတာဖြစ်ပါတယ် LN ကနံပါတ်1ဖြစ်ပါတယ်ခင်ဗျ2ဆိုတာနံပါတ်2ဖြစ်ပါတယ် ျွန်တော်ဂုံတဲအသိမမြင့်ဘူးပုံမှန်လေးပဲဆိုရင်နံပါတ်2နဲ့တက်လို့ရတာဖြစ်ပါတယ်တကယ်လို့ဂုံတဲတအားမြင့်တယ်တအားမန်းဆောက်တယ်ဆိုရင်နံပါတ် L နဲ့တက်ရမှာဖြစ်ပါတယ်ခင်ဗျ S S ကကျွန်တော်တို့ဘယ်နေရာမှာသုံးပြရဲဆိုရင်ကျွန်တော်တို့အဲ quick count တအားများတဲ့နေရာတွေမှာဆိုကျွန်တော်တို့သုံးပြလို့ရတာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဆွေရုံအားတော့ကောင်းပြီးတော့စီစားတော့များလာဖြစ်ပါတယ်ဟုတ်ပြီပြီးတော့ minor နဲ့ plus ဘယ်နေပါတဲ့ကားလေးဆိုရင်ဘယ်လိုသုံးလဲဆိုရင် မိုင်းနာဆိုတာကျွန်တော်တို့ဂီယာပြန်လျှော့တာဖြစ်ပါတယ်ပလဆိုတာကတော့ဂီယာတင်တာဖြစ်ပါတယ်ခင်ဗျာမိုင်းနာနဲ့ပလတော့မန်နျူရယ်ဖြစ်ပါတယ်ကျွန်တော်တို့ရိုးရိုးဒီနဲ့မောင်းနေနေနဲ့အဲဂီယာနဲ့မောင်းချင်တယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမိုင်းနာနဲ့ပလပဲပေါင်းပြီးတော့ပလပဲတွန်းမယ်ဆိုရင်ဂီယာသေးကနေပြီးတော့ဥပမာဂီယာနံပါတ်6ထိရှိတယ်ဆိုရင်3 4 5အဲ5ဟုတ်အဲ့လိုမျိုးချိန်တော့ပြန်မှာဖြစ်ပါတယ်တကယ်လို့ဂီယာပြန်ရှော့ချခြင်းရောကျွန်တော်တို့မိုင်းနာဘက်ကိုထောင်းရမှာဖြစ်ပါတယ် အဲ့ဒီလိုမျိုးပေါ့နော်မိုင်းနာနဲ့ပလနဲ့ပါတဲ့ကားဆိုရင်မန်နျူရယ်ပုံပြလို့ရတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့အော်တိုကားမှာကားဆထွက်ရမယ်ဆိုရင်ကျွန်တော်တို့ဘလေးကိုနှိမ့်ပါဘလေးကိုနှိမ့်ပြီးတော့ကျွန်တော်တို့ပီကနေပြီးတော့ဒီပူးစီလေးကိုနှိမ့်ပြီးတော့ဒီကိုပြန်ရမှာဖြစ်ပါတယ်ဟုတ်ပြီကိုထိုးလိုက်တဲ့ဂီယာဒီတိုက်ခွတ်မှာပေါ်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကားထွက်ရမယ်ဆိုရင်ကျွန်တော်တို့ကားသွားချင်တယ်ဆိုရင်ဘလေးလှောက်လိုက်ပါအဲကြည့်ဘလေးလှောက်လိုက်ပြီဆိုရင်ကားက ပေါ်နေဖြစ်ပါတယ်ကျွန်တော်အော်တိုကားမှဆိုရင်ခြေတော့က blade ပေါ်မှာမဟုတ်ရင် labor ပေါ်မှာရှိရမှာဖြစ်ပါတယ်ခဏအဲ blade ပေါ်မှာမဟုတ်ရင် labor ပေါ်မှာရှိရမှာဖြစ်ပါတယ်ကျွန်တော်ကားကိုရက်ချင်းရှိန်ချော့ရှင်ကျွန်တော် blade ကိုပြန်မှွေးရမှာဖြစ်ပါတယ်ဖြည်းဖြည်းချင်းမှွေးရမှာဖြစ်ပါတယ်လော်လော်လေးပါအော်တိုကားမှရတာလော်လော်လေးဖြစ်ပါတယ်ခင်ဗျကျွန်တော်ကားကိုသွားချင်း labor နင်းတင်ပါဒါဆိုရင်ဂုံးတက်အဲ labor တက်မယ်ကျွန်တော်ဟုတ်ပြီ ဟုတ်ကဲ့ကျွန်တော်တို့ဘယ်ဘက်သွားမယ်ဆိုရင်ဘယ်မိပြပါအဲဟုတ်ပြီဘယ်မိပြပြီးတော့ကားရှင်းလားရှင်းအောင်ကြည့်မယ်ကားလာနေတယ်မသွားသေးဘူးဟုတ်ပြီကားလာနေတယ်မသွားသေးဘူးခုဆိုကျွန်တော်တို့ blade ကိုနှိမ့်ထားတာဖြစ်ပါတယ်ဟုတ်ပြီကားရှင်းပြီဆိုရင်ကျွန်တော်လက်ကင်ဖက်မှာဖြစ်ပါတယ်အဲဟုတ်ပြီအဲအဲ့ဒါမျိုးအဲ့ဒါလက်ကင်ပြတ်တက်ပြီဆိုရင်ကျွန်တော်တို့လေပါကိုနှိမ့်ရမှာဖြစ်ပါတယ်ခင်ဗျာ အခုဆိုရင်ကျွန်တော် D နဲ့သွားနေတာဖြစ်ပါတယ် D နဲ့သွားနေတာဖြစ်ပါတယ်တကယ်လို့ကျွန်တော် two ကိုချိန်ချင်တယ်ဆိုရင်ကျွန်တော်တို့ blade ကိုနင်းတယ်မလို့ပါဘူးဒီတိုင်းချိန်လို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ချိန်တအားများနေတယ်ဆိုရင်ကျွန်တော်တို့ two ချိန်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဆွဲတိုင်းလိုက်တယ်လို့ဝေါ်သွားမှာဖြစ်ပါတယ်ကျွန်တော်ချိန်ပြန်မှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကီလိုကီလို20ကျော်ပေါ့နော်ငါ23 25လောက်ဝက်ရှိတာပေါ့နော်အဲဒီချိန်မှာကျွန်တော်တူချင်းနေမှာဆိုရင်အဲကားကိုဆွဲသားလိုက်သလိုဖြစ်သွားတယ်ဖြစ်ပါတယ်ခင်ဗျအဲဒီလိုမျိုးပေါ့နော်ကျွန်တော်တို့တူချင်းမှာဆိုရင်ပလေးကိုနင်းစမ်းမလို့ပါဘူးတကယ်လို့တူရနေပြီးတော့ဒီကိုချင်းချင်းနေဆိုရင်ဒီတိုင်းပြန်ချင်းလဲရပါပဲကျွန်တော်တို့ဘယ်ပလေးမှာနင်းစမ်းမလို့ပါဘူးခင်ဗျခြေတားကတော့အာလေးပေါ်ပေါ်မို့ရင်အဲပလေးပေါ်မှာရှိရမှာဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကနေပြီးတော့မရှင်းနားမထမ်းမှရှိရင်လည်းကွန်မန့်အောက်မှာဝင်ရောက်ရေးခက်မေးခက်ပေးလို့ရပါတယ်ခင်ဗျာ ီဗီဒီယိုကိုသုံးအောင်လိုက်ပါကြည့်ရှုပေးတဲ့အချင်းစီတိုင်းကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဘိုင်ဘိုင်